င်္ဂပါရှင်။ Toy Wash ရဲ့တပတ်အတွင်းတင်းနှိုင်းသားရီသတင်းအစီအစဉ်ကနေကြိုဆိုပါရစေ။ကျမတော့ရှင်ပါ။အခုတပတ်မှာတော့မေလ30ရက်ကနေဇွန်လ9ရက်နေ့အတွင်းဖြစ်ပွားခဲ့တဲ့တင်းနှိုင်းသားရီတိုင်းအတွင်းသတင်းတွေကိုတင်ဆက်ပေးသွားဖို့ရှိပါတယ်။တင်ဆက်ပေးမယ့်သတင်းတွေကတော့လောင်လုံးမြို့မှာတိုက်ပွဲပြင်းထန်နေလို့ဒေသခံတွေနေရွှန့်ခွာထပ်ပြေးနေရတဲ့အကြောင်းတနင်္သာရီကကြေးရွာတချို့မှာအိမ်မိုးတပြောင်းဝယ်ရခန့်နေလို့ဒနိဖက်အုံပြူတဲ့သူများလာတာ မြိတ်မှာအိမ်သုံးဆေးဝါးဖမ်းမိပြီးတဲ့နောက်ထပ်ဖမ်းခံရသူ၅ဦးဆက်သွယ်ပြန်နေတဲ့အကြောင်းဒါအပြင်ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်ဖြစ်တဲ့စစ်ကောင်စီတပ်ရဲ့မီရှုမှုကြောင့်အိုးမဲအိမ်မဲဘဝနဲ့ဒုက္ခမျိုးစုံရင်ဆိုင်နေကြရတဲ့ပြည်သူတွေအကြောင်းကိုရှုစားရမှာဖြစ်ပါရဲ့ရှင်။ပထမအဦးဆုံးနားဆင်ရမယ့်သတင်းတစ်ပုဒ်ကတော့ တိုဝဲခရိုင်လောင်းလုံးမြို့အနီးမှာတိုက်ပွဲပြင်းထန်နေလို့အနီးနားကဒေသခံတွေမိုးရဲလေတဲ့နေရစွန့်ခွာထွက်ပြေးတန်းရှောင်နေကြရပါတယ်။တတိယအပြည့်အစုံကိုတိုဝဲဝက်ဝိုင်းဒေါ်တာတူကပြောပြပေးသွားမှာပါရှင်။တဝက်ခိုင်လုံးလုံးမြို့နီးမှာတိုက်ပွဲပြစ်ထန်နေလို့အနီးနားကဒေသခံတွေနေရဆွက်ခွာထွက်ပြေးတိတ်ဆောင်နေကြရပါတယ်စစ်ကောင်စီတပ်ကတဝဲမြို့ပေါ်ကနေတဝဲပိအမြောက်တွင်နဲ့လုံးလုံးမြို့ဘက်ကိုပစ်ခတ်နေတာရှိသလိုအနောက်ဘက်ပင်လယ်မှာရှိတဲ့စစ်သည်ဘုံကနေလည်းလက်နက်ကြီးတွေနဲ့တပ်ရှောက်ပစ်ခတ်နေတာပါ မေလ30ရက်နေ့မှာတော့စစ်ကောင်စီတပ်ကပစ်ခတ်တဲ့လက်နက်ကြီးစားထိမှန်လို့လလုံးမျိုးပေါ်ကလူလပိုင်းအမျိုးသမီးတယောက်တေဆုံးခဲ့ပြီးအဲ့ဒီမျိုးသမီးရဲ့ဖခင်ဖြစ်သူမှလည်းဒဏ်ရာရရှိခဲ့တယ်လို့မြို့ခံတွေကဆိုပါတယ်။နောက်တစ်ရက်မေလ31ရက်မှာတော့ညမော်ကျေးရွာကအသက်9နှစ်ရွယ်မေကလေးတဦးစစ်ကောင်စီတပ်ကပစ်ခတ်တဲ့လက်နက်ကြီးထိမှန်တေဆုံးခဲ့ပြန်ပါတယ်။တော်လိုင်းပူပေါင်းတပ်တွေကလလုံးမျိုးနဲ့ဆန်းလန်းကျေးရွာသွားလမ်းက စစ်ကောင်စီတပ်တပ်ဆွဲထားတဲ့လက်ခတ်တော်တာဝါတိုင်းကုန်းနဲ့မြို့နယ်ကစစ်ကောင်စီတပ်တပ်ဆွဲထားတဲ့နေရာတွေကိုမေလ30ရက်နဲ့31ရက်တွေမှာတိုက်ခိုက်ခဲ့ကြပါတယ်စစ်ကောင်စီဘက်ကတော့နေနေချင်းနဲ့ပြစ်ခတ်တာအပြင်မိပြင်စစ်ကူပေးနိုင်ဖို့ကိုလည်းချီလျင်စစ်တောင်းတွေလှော်တာတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကဆိုပါတယ်စစ်ကောင်စီစစ်ကူစစ်တောင်းဟာမေလ31ရက်နဲ့ဇွန်လ1ရက်နေ့တွေမှာတောတောင်တွေတွေစစ်ရှောင်နေတဲ့ဒေသခံ15ဦးထဲမှနဲ့ကိုလည်းဖမ်းဆီးခဲ့ပါသေးတယ် လောလောမြို့နီနာမှာရှိတဲ့ကျေးရွာ900ခွာဒေသခံထောင်ချီကတော့မိုးရဲလေတဲ့ဘေးလွတ်ရာကိုထွက်ပြေးတေးဆောင်နေကြရပါတယ်။လက်စစ်မိကလည်းပြတ်တော့နေလို့အသင်းဖို့ခက်ခဲတာတယောက်နဲ့တယောက်ဖုံးဆက်သွယ်ဖို့ခက်ခဲတာတွေကြုံနေရပါတယ်။ဇော်လာတရနေ့မှာတော့လောလောမြို့အနီးမှာပိခတ်တာတွေမကြားရတော့ဘဲညိတ်တက်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။ဒါပေမဲ့အဲ့ဒီနေ့မိုးလွဲတနာရီလောက်မှာလောလောမြို့ရဲ့ရှစ်ဘက်ဒဝဲမြစ်တာချတဲ့ဒဝဲတဲ့ချောင်းသွာအမှတ်ရှိပြည်တော်စုလမ်းမကော စစ်ကောင်စီရွှေကူတရားစစ်စေးကိမှာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။တလိုင်းတပ်တွေကဇွန်လ၁ရက်မွန်းလွဲတနာရီလမှာရွှေကူတရားစစ်စေးကိကိုဝင်ရောက်တိုက်ခတ်ခဲ့ကြတယ်လို့ဆိုပါတယ်။ဒေဝကလည်းလောင်လုံးမြို့ကိုပိတ်ခတ်နေတဲ့တဝေးပင်းအမြောက်တွေဟာအဲ့ဒီနေ့မှာတော့ရွှေကူတရားဖက်ကိုစုပြုံပိတ်ခတ်နေပါတယ်။ဒွေမြို့နယ်ရှင်မိုတီကျွော်အောင်အုပ်စုစော်ဝရွာတစ်စစ်ပင်ကျောင်းကကြောက်တိုက်ဆရာတော်တပါးနဲ့ရွှေကူရသာ အသက်30ကျော်အမျိုးသားတအူးလဲလက်နေကြီးထိမှန်တိတ်ဆုံးခဲ့ပါတယ်။ မတ်လ30ရက်ကနေဇော်လ1ရက်ထိလောက်လုံးတဲ့ရွှေကိုတောင်တရားတိုက်ပွဲထဲဆရာတော်တပါးနဲ့အရသာ3တေဆုံးကတလို့ဒဏ်ရာရသူတွေဖမ်းဆီးခံရသူတွေလည်းရှိနေပါတယ်။နောက်တဲ့သတင်းတစ်ပုဒ်ကတော့တနင်္လာရီမျိုးနဲ့မှာရှိတဲ့ကျေးရွာတချို့မှာစစ်ကောင်စီတပ်ကကွန်ပျူစီတယ်ဆောင်ခွင့်တင်းကျပ်ထားတာကြောင့်တပ်ပြောင်းဝေဖို့ခက်ခဲနေပြီးအိမ်ခေါင်မိုးမှုဖို့အတွက်ဒဏိဖက်အုံပြရတဲ့သူများလာပါတယ်။ဒါကြောင့်ဒဏိဖက်စီတလာပြီးဝေရွာလည်းခက်လာတယ်လို့လည်းသိရပါဗျ။ သတင်းအပြည့်အစုံကိုဒဝေဝရှရိုင်းတော်သားတို့ကပြောပြပေးသွားမှာပါရှင်။တင်းနီးပိုင်မြူနေရှိဂျီဝါချိုမှာစစ်ကောင်စီတပ်ကကိုဖီစီသက်ဆောင်ခွင့်တည်ချန်ထားကြသောပပြဝယ်ဖို့ခက်ခဲနေပြီးဧခေါမိုးမိုးဖို့အတွက်တနည်းပတ်အတော်ပြူတူများလာပါတယ်။ဒူဂျီဝါအိုစုတိတ်တော်ဂျီဝါအိုစုသမီးလာစားတဲ့ဂျီဝါတွေကိုစစ်ကောင်စီကအခုနှစ်ဧပြီလအစောပိုင်းမှာစားပြီး ကုန်ပစ္စည်းတည်ယူခွင့်ပုံမတင်ချထားတာပါ။ဒါကြောင့်အင်မိုဘိုတော်ပြဝယ်ယူရမှာတည်ယူဈေးကတော်ပြပေါ့စီအတိုင်းပေးနေရလို့တနည်းဘက်ကိုအစားထိုးအသုံးပြုနေရတယ်လို့ဒေတာကန်တွေကပြောပါတယ်။အခုလိုမျိုးတော်ပြဝယ်ဖို့ခက်ခဲနေလို့အေးသည့်ဆောက်ထားသူတွေအပြင်တော်ပြမှုထားပြီးဆွေးမြေ့နေတဲ့အေရီမှာပါတနည်းဘက်ကိုအသုံးပြုလာကြပါတယ်။ LGR တွေမှာတုံးမဲ့တော်ပြကို ဘေးမြကဝယ်ယူကြတာပါတော့ပြမှာယူရင်လေအချိန်နှစ်လကနေဒေါ်လာကြတဲ့အထိစောင့်ဆိုင်နေရတဲ့အတွက်ဝယ်ယူရလွယ်ကူတဲ့တနည်းဘက်ကိုပို့ပြီးအတိုးပြူလာကြတယ်လို့ဒေတာခံတွေကပြောပါတယ်ဒီလိုချိန်နေကြောင်းတနည်းဘက်စီတက်လာပြီးဝယ်ယူရလည်းခက်ခဲလာတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့မလာကတနည်းဘက်အခြားရေးတရားကိုဝယ်ကြ2000ဒေါ်လာဆီရှာက မေလမှာတော့ 2000ကျန်နေဝင်နေရတယ်လို့ဒေတာကန်တွေကပြောပါတယ်။တပတ်အတွင်းသတင်းတူတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။မြိတ်တနင်္သာရီပြည်တော်စုလန်းဘော်ကမြို့မြို့နယ်မှာရှိတဲ့ကျင်းနေနိုင်တဲ့ဒါစစ်ကောင်စီစစ်ဆေးရေးဂိမ်းမှာအိမ်သုံးဆေးဝါးတွေဖမ်းမိပြီးတဲ့နောက်နောက်ဆက်တွဲဖမ်းမိခံရသူ၅ဦးမိသားစုနဲ့အဆက်အသွယ်ပြတ်တောက်နေပါဗျ။ မေလ14ရက်နေ့ကဓာတ်စီပေပါရီတင်ဆောင်ပြီးမြေမြို့ကနေတနင်္လာရီဖက်လာတဲ့ကွန်ကားကိုစစ်ဆေးတဲ့အချိန်မှာအိမ်သုံးဆေးဝါးတွေဖမ်းမိခဲ့တာလို့ဒေသခံတချို့ကပြောပါရယ်အခုနှစ်မလ28ရက်နေ့ကစပြီးကျင်းနံနယ်တရားစစ်ကောင်စီစစ်ဆေးရေးဂိတ်မှာဆေးဝါးတက်ဆောင်ခွင့်ပိတ်ပင်ထားပြီးတင်းတင်းကြပ်ကြပ်စစ်ဆေးဖမ်းဆီးနေတာပါစစ်ကောင်စီတပ်သားတွေကကာသမာကိုဖမ်းဆီးခဲ့ပြီးမြင်းမျိုးမှာနေထိုင်တဲ့ဇနီးမောင်နှံနှစ်တွဲနဲ့အမျိုးသမီးတအူးကိုညာတွင်းချင်းထပ်ဖမ်းခဲ့တယ်လို့ဆိုပါရတယ်။ နောက်ဆက်တွဲအဖမ်းခံရသူ၅ဦးဟာအဖမ်းခံရပြီးရက်ပိုင်းအကြာမှာမိသားစုနဲ့တချိန်တွေ့ခွင့်ရပြီးနောက်ပိုင်းမေလ29ရက်နေ့အထိအဆက်အသွယ်မရသေးဘူးလို့မိသားစုနဲ့အနီးဆက်သူတဦးကပြောပါတယ်။တပတ်အတွင်းသတင်းတိုတွေကိုနားဆင်ခဲ့ရတာပါ။ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်ဖြစ်တဲ့စစ်ကောင်စီတပ်ရဲ့မီးရှို့မှုကြောင့်အိုးမဲအိမ်မဲဘဝနဲ့ဒုက္ခမျိုးစုံရင်ဆိုင်နေကြရတဲ့ပြည်သူတွေအကြောင်းကိုတော့ဒဝေဝရှိုင်းဒေါ်သားတို့ကပြောပြပေးသွားမှာပါရှင်။ ာနာသိမ့်မှုကိုလက်နက်ဆွဲကင်တော်လှန်နေမှုကမြန်မာနိုင်ငံတဝင်းမှာအရှိန်အဟုန်ကောင်းလာနေပါတယ်။ဆရာနာသိမ့်ပြီးလပိုင်းအကြမှာစတင်ခဲ့တဲ့လက်နက်ကင်တော်လှန်ရေးကိုရှက်တက်နိုင်ဖို့စစ်ကောင်စီကနှီးမျိုးစုံတုံးခဲ့ပါတယ်။အထူးသဖြင့်ပြည်သူနေရင်နှီးရှုံမှုကိုလည်းလက်နက်တစ်ခုအဖြစ်အသုံးပြုခဲ့တာပါ။ဒါကြောင့်လည်းမြန်မာနိုင်ငံအနှံ့မှာနေရင်နှီးရှုံခံရမှုအများပြားရှိခဲ့ပြီးတင်းနှင်းတိုင်တိုင်းတစ်ခုထဲမှာတော့ ဆရာနာသိန်း၄နှစ်ကျော်ကာလအတွင်းနေအိမ်၂000ဝန်းကျင်ပျက်စီးခဲ့ရပါတယ်။ဒီနေအိမ်၂000ဝန်းကျင်ကမိရှုခင်ရတာအပြင်လက်နက်ကြီးပစ်ခတ်တာလေကြောင်းကနေဘုံကျဲတာတွေကြောင့်ပျက်စီးရတာလို့တနင်္သာရီတိုင်းအတွင်းပြည်ပခတွေကိုလစဉ်မှတ်တမ်းပြုစုထုတ်ပြန်နေတဲ့ FE5 တနင်္သာရီအဖွဲ့ရဲ့အစီရင်ခံစာအရသိရပါတယ်။စစ်ကောင်စီတပ်ဖြတ်စည်းခဲ့တဲ့ကြေးရွာတွေထဲကတစ်ခုဖြစ်တဲ့ညောင်ပင်ကွင်းရွာဆိုရင် လာပေါင်းများစွာကြာတဲ့အထိပြတ်မထူထောင်နိုင်သေးပဲမိလောင်ပြင်းကြီးဖြစ်နေစေဖြစ်ပါတယ်။အရင်ကတိုက်တာအဆောက်အုံတွေနဲ့စီကားလာတဲ့ညောင်မင်ခွင်းရွာလေးဟာမိလောင်ထားတဲ့အိမ်တိုင်ငုတ်တူတွေအဖြစ်တခဏအတွင်းပြောင်းလဲသွားတာပါ။တနင်္သာရီမြို့နယ်6မိုင်နီးပါးကွာဝေးတဲ့ညောင်မင်ခွင်းရွာကိုအခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့မှာစစ်ကောင်စီကလေကြောင်းကနေ၄ချိန်ပုံကျဲတိုက်ခိုက်ခဲ့လို့နေအိမ်28ဆောင်မိလောင်ပျက်စီးသွားပါတယ်။ အဲ့ဒီထဲမှာတာသမီ၄ဦးရှိတဲ့ညောင်ပင်ကွင်းရွာသားကိုမျိုးရဲ့မိဘနေအိမ်တွေရောရောက်ခမနေအိမ်ပါမိလောင်ဆုံးရှုံးသွားပါတယ်။တာသမီ၄ဦးစလုံးကចောင်းသားတွေဖြစ်ပြီးလက်ရှိမှာတော့နေအိမ်ပြန်မဆောက်နိုင်သေးလို့တခြားရွာမှာပဲဖြစ်တယ်လို့နေနေရတယ်လို့ဆိုပါတယ်။မိမိပါအဲ့ရောက်ခမအဲ့လေနေလို့ပေါ့။မိဘဖဖတဲ့ခါပြေဝနေမရှိဥမအိမ်မှာပေါ့။ ဒါတော့ခက်ခဲတော့အများကြီးရှိရပါတော့။စာဝန်ရေးနေရေးထိုင်ရေးကလေးလေးမိဘဖို့ဖွားရရှိဆိုတော့ကြမ်းမရေးစာစာရအောင်လည်းတော့ခက်ခဲရှိရ။လူကချေတော့အများကြီးပဲ။စစ်ကောင်စီတက်ဟာသူတို့တိုက်ခိုက်ခံရပြီးတဲ့ချိန်တိုင်းမှာအနည်းငယ်ကြေးရွာတွေကနေအိမ်တွေကိုမိရှုဖျက်ဆီးလေးရှိတယ်လို့လက်နက်ကြီးရန်တမ်းပစ်ခတ်တာလေကြောင်းကနေရက်ရွာတွေထဲဘုံကျဲတိုက်ခိုက်တာတွေကိုလှုပ်ဆောင်လေးရှိတာပါ။ဒါကြောင့်ပဲအရသားနေအိမ်ထိခိုက်ပျက်စီးတာတွေပုံများလာပြီး နေအိမ်ပြန်မဆောင်နိုင်ကြတော့ပဲအခက်ကြုံနေရပါတယ်။ကိုမျိုးလိုပဲညောင်ပင်ကွင်းရွာကမီးလောင်ပျက်စီးသွားတဲ့သူတွေလဲဥယျင်ခြံတွေဖုံးကြီးကျောင်းတွေနဲ့နိဆက်ရအတိမိတ်ဆွေတွေအိမ်မှာအဆင်ပြေလို့နှိခိုးပြီးနေနေကြရတာပါ။မီးလောင်အိမ်စခွန်အလောတော့ဘာလို့တော့နင်းနေလာလားဆောက်ပြဆူစားအဲတပြက်လက်ထူထောင်တွေ့ဆိုတာနဲ့ရက်ကန်နေတာကိုကျေမဖိုးကြောင်မနေလူရှိအဲငါပြီးနေလူရှိအသေးရွှေမျိုးအဲမှာနေလူရရှိရဲ့ ဟောဦးရပန်တော်လေးထဲမှာနေလူရရှိရဲ့ဒီပဲဒီတက်တော့တဲလေးမူနေတော့တောင်းထဲမှာဆောက်ပေးပဲဖြစ်ဖြစ်နေတလုံးဖြစ်လာဖို့ဆိုတာတာမန်ပြည်သူတွေအတွက်လွယ်ကူလှတာတော့မဟုတ်ပါဘူးအနစ်နဲ့အလလရှာဖွေစုဆောင်းပြီးမှ နေတလုံးစောင့်နိုင်ကြတာပါဒါပေမဲ့စစ်ကောင်စီတပ်ကတော့ အချိန်ပိုင်းအတွင်းဖျက်ဆီးလိုက်ကြပါတယ်။နေရင်ဖျက်ဆီးခံရသူတွေအနေနဲ့ကတော့ နေအိမ်တလုံးပြန်ဖြစ်လာဖို့ဆိုတာအခုကာလမှာတွေးလို့တောင်မရတော့တဲ့အခြေအနေပါ။အဲ့ဒီအထဲမှာပြင်ထောင်ပြင်ကနေအိမ်မီးလောင်ဆုံးရှုံးသွားတဲ့ဒေါ်ဆန်းနူတို့သားမီးနှစ်ယောက်လည်းအပါဝင်ဖြစ်ပါတယ်။မုတ်ဆိုးမတူဖြစ်တဲ့အသက်82နှစ်အရွယ်ဒေါ်ဆန်းနူဟာမုံငင်းကနဲ့မုံမျိုးစုံရောင်းချပြီးစောင့်ဝတ်နေရေးအတွက်ရုန်းကန်နေရသူတူပါ။နေအိမ်မီးရှို့ဖြက်စီးခင်ရပြီးတဲ့နောက်မှာတော့တခြားသူတွေလိုပဲ ိမိတ်ဆွေရဲ့နေအိမ်မှာပဲနေထိုင်နေရပြီးအလုံးမရှိတာလချီကြလာပြီးဖြစ်လို့စာဝတ်နေရေးအခက်အခဲကြုံနေရတယ်လို့ဆိုပါရယ်။ဒါအပြင်ကိုယ်ဝင်ကိုရာမဟုတ်တဲ့အတွက်နေထိုင်ရေးအတွက်ပါအဆင်မပြေမှုတွေကြုံနေရတယ်လို့ဒေါ်ဆန်းနုကပြောပါရယ်။အဲ့လိုဖြစ်ခဲခဲလေးကြောက်နော်သူများမှတရားဆိုတော့ပဲ့ဖန်းအချီရောဘောင်းပြေးလာတာပဲ့ဖန်း ော်လောက်တယ်စိတ်မကားလေနေရင်မီးလောင်နေတာတိပေမဲ့စစ်ကောင်စီတပ်သားတွေရှိနေတာနဲ့နှစ်ဖက်တိုက်ပွဲတွေဖြစ်နေတာကြောင့်မီးငိမ့်တခွင့်မရကြလို့နေအိမ်တွေပို့ပြီးဆုံးရှုံးကြရတယ်လို့ဆိုကြပါတယ်ရွာထဲဝင်ပြီးမီးငိမ့်တက်တဲ့သူတွေကိုစစ်ကောင်စီတပ်ကပစ်တက်ခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့တဲ့အတွက်ဒေသခံတွေကစိုးရိမ်နေကြတာပါ2023ခုနှစ်မတ်လ3ရက်ကလည်း စစ်ကောင်စီတပ်ကလောင်လုံးမြို့နယ်အောက်ကျဝတ်ရွာနဲ့ညောပြင်းရွာမှာရှိတဲ့နေအိမ်တရာကျော်ကိုမိရှို့ဖျက်ဆီးခဲ့ပါတယ်။နေအိမ်တွင်မိလောင်နေတဲ့အချိန်မှာမိဝင်ငိမ့်တဲ့အောက်ကျဝတ်ရွာသားတဦးကိုစစ်ကောင်စီတပ်ကပြစ်တက်ခဲ့တာပါ။တနင်္လာရီတိုင်းထဲတော်လိုင်းရေးတပ်တွေရဲ့စီရေးအရှိန်မြင့်လာတာနဲ့အတူတိုက်ပွဲတွေလည်းဆက်တိုက်ပြင်းထန်နေပါတယ်။ စစ်ကောင်စီတပ်ကလည်းပြည်သူတွေကိုအကြောက်တရားဝင်စေဖို့အရသားနေအိမ်တွေကိုမိရှုဖျက်ဆီးတာတွေတောက်လျှောက်လှုံ့ဆော်လာတဲ့အတွက်တနင်္သာရီတိုင်းအတွင်းမှာရှိတဲ့မြို့နယ်အာလုံးနီးပါးမှာနေအိမ်ထိခိုက်ပျက်စီးတာတွေမြင့်တက်နေပါတယ်။ညောင်မင်းကွင်းရွာနဲ့မရှိမနှောင်းမှာပဲနေအိမ်30ကျော်မိရှုဖျက်ဆီးခံခဲ့ရတဲ့ထုံမခါရွာကဒေသခံတွေလည်းနေအိမ်ပြတ်မဆောက်နိုင်သေးပဲနှိစက်ရအတိမိတ်ဆွေတွေရဲ့နေအိမ်တွေမှာနေထိုင်နေရဆဲဖြစ်ပါတယ်။ နေရင်နီးလောင်ဆုံးရှုံးသွားတဲ့ထုံမခါရွာကဥယက်ခိုင်တယောက်လေအချားရွာကရောက်ဖခစ်သူရဲ့အိမ်မှာတွားရောက်နေထိုင်နေရပြီးရွာကိုပြန်ချင်ပေမဲ့နေအိမ်မရှိတော့လို့ပြန်လို့မရသေးဘူးလို့ဆိုပါတယ်။ဒီမြောက်အိမ်မှာလာနေရရေစောဝနေရေဆင်မပြေဘူးလို့ဆိုခဲ့။ပြေးလိုက်လွှတ်လိုက်ရွာဆိုလေတော့ရှည်လေးတော့မရလေ။ဒါပေမဲ့ကိုလောတဲ့အောင်ကြံတဲ့မဆောက်ဖြစ်နေဘူးလို့ဆိုခဲ့။ ဒီမနေ့တော့ကိုကကိုရဖိုင်ငယ်ဖြစ်လို့အဆင်ပြေနေဘူးလို့လက်ရှိမှာတော့စစ်ကောင်စီတက်လက်ချက်ကြောင့်နေရင်ဆုံးရှုံးခဲ့ရတဲ့ပြည်သူအများစုကအိမ်အစ်စ်ပြန်မဆောင်နိုင်သေးပဲဥယျင်ချမ်းတွေဖုန်ကြီးကျောင်းတွေနဲ့အသိမိတ်ဆွေတွေရဲ့နေအိမ်တွေမှာနေထိုင်နေကြရဆဲဖြစ်ပါတယ်အခုဆိုရင် မုတ်တုံရသည်လဲဝင်ရောက်လာပြီးဖြစ်တဲ့အတွက်နေထိုင်ရေးအတွက်အခက်ခဲပိုဖြစ်လာကြတယ်လို့စာဝတ်နေရေးအတွက်ပါပိုပြီးအခက်တွေ့နေကြရပါတယ် တာသမီ၄ယောက်ရဲ့ဖခင်ဖြစ်တဲ့ကိုမျိုးလဲစာဝင်နေရေးအတွက်ရရာအလုပ်တွေလုပ်ပြီး ဖြည့်ရှင်းနေရတယ်လို့ပြောပါတယ်။ရရာလုပ်လုပ်ဖို့ဆက်ကကယ်မလိုက်မိမဆက်ပြေးတာဒီမှာခါလက်ဆက်ပြေးလို့ပတ်ဆက်ရလို့ကုတ်လုံးဖြစ်နေရဖြစ်နေရတော့ဆက်ဆုံမှုတော့အများဆိုတော့ခါကြရောပြောလာမတန်အောင်ခံစားရအောင်ကိုယ်ကတာသမီလေးလည်း စစရရအလောတခါတိတော့လေခင်းလေးနဲ့အမီရတဲ့ဆက်ဆက်ကြောအယူရဆိုတော့သောင်းနေကြမှာရေးစားဖဖနေနေအဖဖရပါအလောရုပ်ကြရပါလားလို့ကိုမျိုးလိုပဲစစ်ကောင်စီတက်ကဖျက်ဆီးခဲ့တဲ့တနင်္သာရီတိုင်းထဲကနေရင်2000ခန့်မှနေထိုင်ခဲ့တဲ့မိသားစုတွေလည်းခို900မဲနေကြဆဲဖြစ်ပြီးကင်းထန်လာတဲ့မိုးရာတီကိုအန်ကျိတ်ခံရင်ဖြတ်တန်းကြရအောင်မှဖြစ်ပါတယ်ရှင် ဒိုဝဲဝါရှိုင်းဒေါ်သားတွေစီစဉ်တင်ဆက်ထားတဲ့သတင်းတွေကိုရှုစားခဲ့ရတာပါနောက်အပတ်တွေမှာလည်းတင်းနှသာရီတိုင်းအတွင်းသတင်းတွေကိုစုံစုံလင်လင်တင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်